ဟယ်လိုတကြဟောင်းအားလုံးမင်္ဂလာပါ AK လန်ချန်နီရဲ့ YouTube channel မှာကြိုဆိုပါရယ်လော်ရှိုဒီနေ့မှာတော့တိဥ္စာရေးသားနီးတင်ငန်းစာအာ60နဲ့ငါ့ကိုအတူတူလေ့လာကြည့်ကြည့်ရအောင်နော်အာ65မှာဆိုလို့ရှိရင်လော်ရှိုဒီနေ့မှာជីရုစက်သားဆိုတဲ့အခေါ်လေးရဲ့နောက်တစ်ခေါ်ကျတော့ကျင်းကျင်းဆိုတဲ့ဒါစကားလုံးလေးရဲ့ပေါ့နော်အဲ့ဒါလေးကိုဘယ်လိုရေးရလဲဆိုတာကိုအတူတူရေးကြည့်မှာပေါ့နော်အဲ့တော့ជីရုជីရုဆိုတာကဘာပြောရလဲဆိုတော့စက်သားကိုပြောတာ ကြီးဆိုတာကကျက်ရုကအသားကြီးရုဆိုတော့ကျက်သားလို့ပြောတာပေါ့နော်ကြီးရုကျက်သားဟာဆိုင်ကနောက်တစ်ခုကကျင်းကျင်းဆိုတာကဒါပြောမှဆိုလို့ရှိရင်သူကကီလိုပြောတာပေါ့နော်အလေးချိန်ကိုတရုတ်အလေးချိန်ပေါ့တရုတ်မှာအလေးချိန်နှစ်မျိုးရှိရဲကျင်းရဲကုန်းကျင်းဆိုတဲ့အလေးချိန်နှစ်ခုရှိတယ်အဲ့တော့ကျင်းဆိုတာကကီလိုဝက်ဒါ900ဂရမ်နဲ့ညီမျှတယ်ပေါ့နော်အဲ့တော့ဤကျင်းဆိုလို့ရှိရင်တော့ဒါပြောမှဆိုရင် 500ဂရမ်အော်လျှမ်းကျင်ဆိုရင်ဒါ1000ဂရမ်ဆိုတော့1ကီလိုပေါ့ရီကုန်ကျင်ရီကုန်ကျင်မှာဆိုရင်1000ဂရမ်ရှိတယ်အဲ့တော့ရီကျင်မှာဆိုရင်500ဂရမ်ရှိတယ်ပေါ့နော်တရုတ်လိုဆိုရင်တော့တရုတ်တစ်ပိတ်သားလို့သူကသုံးတာပေါ့ရီကျင်ရီကျင်ဆိုလို့ရှိရင်ဒါက500ဂရမ်ဒီကုန်ကျင်းဆိုရင်1000ဂရမ်ဒါ1ကီလိုပေါ့ဒီလိုမျိုးတွေပဲရမှာပေါ့เนาะအဲ့တော့ကျင်းဆိုတာက900ဂရမ်နဲ့ညီမျှတာကိုပြောတာဤကျင်းဆိုရင် 900ဂရမ်လျှံချင်းဆိုရင်တော့အာဤကုန်းချင်းဖြစ်သွားပြီဒါ1000ဂရမ်ပေါ့နော်1ကီလိုဂရမ်1ကီလိုဖြစ်သွားတာပေါ့နော်အဲ့တော့ဒီစလုံးလေးတွေကိုဘယ်လိုရေးလဲဆိုတော့ကျွန်တော်အတူတူကြည့်ကြည့်အောင်ပေါ့နော်အော်လို့ကျွန်တော်အရင်ဆုံးကြီးဆိုတဲ့စလုံးလေးရေးကြည့်အောင်ကြီးချက်ကိုဘယ်လိုရေးလဲဆိုတော့ကြည့်မယ်နော်ခွန်ပြေပြန်ပြေခွန်ထဘိုတျံ 好了，竖折折钩，那边很第六页呢。那边一笔做的形、横撇，啊点，撇，横折钩，点，竖折折钩，横第六页呢。再记记啊，点，撇，横折钩，点。 竖折折钩，横，然后大概几折折龙呢？那所以入啊倒，五六一六是几啊？竖，横折钩，撇，点，撇，点，是几面呢？竖，横折钩，撇，点，撇，点，好，第六页，大概加入。 ရုအသားဆိုတဲ့စလုံးလေးရေးပုံရင်းဒီပေါ့နော်။ဒါဆိုရင်ကျင်းဘယ်လိုရေးလဲဆိုကြည့်အောင်။တော်လည်းလွဲပါတယ်နော်။ဖြဲဖြဲဟွန်းရှုဆက်ကြည့်အောင်။ဖြဲဖြဲဟွန်းရှုဟာဒါကကျတော့ကျင်းကီလိုနော်ကီလိုအလေးချိန်ကိုပေါ်ပြတဲ့စလုံးလေးပေါ့နော်။ဒါဆိုရင်စာကြောင်းလေးဆက်ကြည့်ကြည့်အောင်။ အဲ့တော့ဒီမှာဆိုလို့ရှိရင်စာကြောင်းကစကားပြောစာကြောင်းအားလုံးရေးရမယ့်နမူနာစာကြောင်းနေရ16ကြောင်းရှိရပါတော့။ဒီ16ကြောင်းစလုံးကိုကိုယ်တိုင်ကိုယ်စားအတတကြောင်းကို9ကြောင်း9ကြောင်းစီပုံမှန်ရေးမယ်။ပြီး2ကြောင်းချမယ်။နံပါတ်1 9ကြောင်းဆက်ရေးမယ်။ပြီး2ကြောင်းချမယ်။အကုန်လုံး16ကြောင်းတိအကုန်လုံးကို9ကြောင်းစီရေးပြီးပြီဆိုလို့ရှိရင်နံပါတ်1ကနေပြီးတော့ပါတာပြန်မယ်ကိုယ်တိုင်လေးနော်။အာနံပါတ်1စာကြောင်းဆိုရင်နီရှီဝမ်ချီ0မှာနီရှီဝမ်ချီ0မှာအဲမြေချသားစားရတာကြိုက်လားပေါ့။ ဲ့လိုမျိုးလေးကြီးကိုယ်ရင်အကုတ်16ချောင်းအထိပါတာပြန်မယ်ကိုယ့်ရဲ့ပါတာပြန်တဲ့ scale လေးတွေဘယ်လောက်ထိကောင်းမကောင်းဘယ်လောက်ထိအကုန်လုံးမှန်မှန်မှန်ကိုဒါနောက်ဗီဒီယိုပိုင်းသင်ခန်းစာရေးနဲ့ပြန်ပြီးတော့တိုက်ကြည့်ကြမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီသင်ခန်းစာလေးကိုကိုယ်တိုင်ဒါအကုန်လုံးကိုရေးမယ်ပြီးရင်ကိုယ်တိုင်ပါတာပြန်ထားမယ်ခဲတဲ့လေးနဲ့ပါတာပြန်ထားပေါ့နော်အဲ့တော့ပြီးလို့ရှိရင်ကိုယ်ကြီးပါတာပြန်ထားတာတွေဘယ်လောက်ထိမှန်လဲဆိုတာကိုနောက်ဗီဒီယိုပိုင်းမှာပြန်ပြီးတော့တိုက်ပြီးစစ်ကြမယ်ပေါ့နော် အော်ဒါဆိုလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုဖိုင်နဲ့အတူ ပြန်လည်ဆုံတွေ့ကြမယ်ပေါ့နော်။ AK Lanchain ရဲ့ YouTube channel လေးကို subscribe လေးမနေရသေးဘူးဆိုလို့ရှိရင်လည်း subscribe နဲ့ပြတော်ကိုလည်းမမေ့နဲ့နော်။ဟာနောက်ဝမ်းရှာစစ်ကြရှစ်ရှစ်သားကြ။